ဒါနံပါတ်၄တွေပေါ့နော်ကျွန်တော်တို့အော်တိုဘယ်လိုတက်မလဲပေါ့နော်ဒါကတော့ကျွန်တော်ကကျွန်တော်ရှင်မှာဒီမှာပေါင်ချလေးတွေကျွန်တော်ဒီမှာဘယ်လိုဖန်တီးထားရလဲဆိုတော့အဲကျွန်တော်ကဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဏ္ဍလေးလုံးနဲ့ဖြစ်ချင်တာပေါ့နော်ကျွန်တော်ပေါင်ချအောင်ကဏ္ဍလေးလုံးဆိုပြီးအရှိအနေနဲ့ IV ဆိုပြီးတက်ချင်တယ်ပြီးတော့ကဏ္ဍလေးလုံးဖြစ်ချင်တယ်အဲဆိုရင်ဒီမှာဆိုလို့ရှိရင်ပေါ့ဗျာဟိုပေါင်ချနံပါတ်က1ဆိုရင် IV 3ည3လုံး1ပေါ့နော် IV ဒါ30ဆိုရင်တော့ IV 00 30ဆရာဆို IV 0 100တထောင်ဆိုတော့ IV 1000ပေါ့အဲ့လိုဖြစ်ချင်တာဆိုတော့ကျွန်တော်ကဒီမှာအဲ့ဒါလေးကိုကတော့ကျွန်တော် if function နဲ့ရေးထားတယ်ဘယ်လိုရေးထားရလဲဆိုတော့ကျွန်တော် if function နဲ့ is f ပါတယ် is ကိုတုံးထားတာပေါ့နော်ဒီနေရာမှာ if 2019ကနေစပြီးတော့ if s ဆိုတဲ့ function လေးစတုံးလို့ရပြီပေါ့နော်အဲမဟုတ်ရင်တော့ if function ကိုထပ်ခါတခါထုတ်ပြီးတုံးရမှာပေါ့ဒီ if function အသုံးပြုနည်းလေးကိုလည်းကျွန်တော်ရှေ့တစ်ဘက်ကဗီဒီယိုလေးတင်ထားပေးရမို့လို့အမှကြည့်ပေးပါ ဆိုကျွန်တော်ကဒီမှာဆို SS SS နဲ့သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုယူမလဲဆိုတော့900ဒီကဏန်းนี่969ဒက်ကြီးရင်ပေါ့နော်ကဏန်းလေးလုံးဖြစ်မယ်ဆိုရင်969ကြီး9ဒက်ကြီးပြီဆို1000ကနေစမယ်ပေါ့1000ဆိုကဏန်းလေးလုံးဖြစ်သွားကဏန်းလေးလုံးဖြစ်ပြီဆိုရင်တော့ IV ဆိုပြီးတော့မှ IV ဆိုပြီးတော့မှ IV နဲ့ဒီကောင်လေးကိုလာဆက်မယ်အဲမဟုတ်ဘူးကိုကဏန်းနှလုံးမဖြစ်မယ်ဆိုတော့ကဏန်းနှလုံးမဲ့ဆိုတော့69ဒက်ကြီးရင်ပေါ့နော်တရားကနေစပြီး969ကြပေါ့နော်ကဏန်း69ဒက်ကြီးမယ်ဆိုလို့ရှိရင်တော့ IV ဆိုပြီးတော့မှ IV0 ဆိုတဲ့စာသားရဲ့ဒီကောင်လေးရဲ့လက်ချိန်ပဲအဲနောက်တစ်ခုကကြတော့ကျွန်တော်ကဒီကနန်းဒီကိုဓာတ် ကြီးတယ်ပေါ့နော်30နဲ့99 99ဆိုလို့99ကြာပေါ့နော်ဆိုလို့ကျန်တာက30ကိုဓာတ်ကြီးမယ်ဆိုလို့ရှင်တော့ IV00 နဲ့ဒီကနန်းလေးကိုလက်ချိန်မယ်အဲမဟုတ်ဘူးဆိုလို့ရှင်တော့30ဓာတ်ငယ်မယ်ပေါ့နော် 10တက်ငယ်မယ်ဆိုလို့ရှိရင်เนาะ1နဲ့6ပေါ့เนาะ1 to 9ကြားမှာဆိုရင်เนาะ IV 3ည3လုံးဆိုပြီးရစာသားလေးနဲ့ဒီကဏ္ဍနဲ့ကိုဒီ I1 မှာရှိတဲ့ကိန်းကဏ္ဍနဲ့ကိုလာချိန်မယ်လို့ပြောပါဘူး။ဒီဒါလေးကတော့ဒီလိုဒီပုံစံလေးရေးထားတာပေါ့เนาะ။ဒါလေးကဒီပုံစံလေးမိထားတာပါအဲ့ဆိုကျွန်တော်ဒီ number formula test လေးနဲ့ကျွန်တော်တစ်ချက်ပြပေးလိုက် equal formula test ပေါ့နော် formula test လေးခေါ်ထားပေးလိုက်ပါမယ် sorry Okay. formula test ပေါ့နော်။ဒါကြီးကကျွန်တော်လေးခေါ်ထားပေးတာပါ။ဟုတ်ပြီအဲ့ဒါဆိုတော့ကျွန်တော်ကအဲ့ဒါဆိုရင်ဒီကဏန်းပေါ်မှာမူတည်နေဒီကဏန်းကိုဘယ်ရရလာလဲဆိုတော့ကျွန်တော်ကဒီပေါ့နော်ဒီဘောင်ချာတဆောင်ချင်းစီကိုကျွန်တော်ကဒီဘက်မှာဘောင်ချာတဆောင်ပြီးတိုင်းတဆောင်ပြီးတိုင်းဒီမှာလေးတွေ rap ပေါ့နော်ဒီမှာလာပြီးတော့စင်ရင်တွင်ထားတယ်ပေါ့။အဲဒီမှာဆိုရင် ဒီမှာဇီးရင်လေးတွင်းထားရဲတစောင်းမီတစောင်းတွင်းထားတာပေါ့နော်တစ်ပြင်းနှစ်လာမယ်နှစ်3လေးဆိုပြကျွန်တော်ဒီထိအောင်တွင်းထားလဲဆိုစနစ်ထိတွင်းထားတယ်အဲ့ဆိုကျွန်တော်ကဘာလုပ်မှလဲဆိုတော့ဒီထဲကစနစ်ဆိုတဲ့ကဏ္ဍကိုကျွန်တော်ကဒီမှာလာယူလိုက်မှာဒီနေရာမှာပေါ့နော်ဒီမှာစနစ်ဆုံးသွားပြီဆိုရင်ဒီမှာစနစ် ဒီမှာစနစ်မှာဆိုအကြီးဆုံးကဏ္ဍ၄စနစ်ပေါ့ဗျာနောက်ဆုံးတင်းထားတာစနစ်ဆိုအကြီးဆုံးကဏ္ဍစနစ်ဆိုရင်ဒီပေါင်ဂျာနံပါတ်ဒီစနစ်ပြင်73လာရမှာပေါ့အဲ့တော့ကျွန်တော်ကဒီကနေအကြီးဆုံးကဏ္ဍကိုဒီကျွန်တော်ဒီမှာဒီမှာစီးရင်တွင်းထားတဲ့တဲ့အစီရင်တိုင်းတွင်းထားတဲ့တဲ့အကြီးဆုံးကဏ္ဍကိုယူလိုက်မယ်အကြီးဆုံးကဏ္ဍကိုဒီမှာလာယူပြီးတော့ကျွန်တော်ကတစ်ပေါင်းလိုက်မယ်စနစ်ကိုအကြီးဆုံးကဏ္ဍကိုတစ်ပေါင်းလိုက်ပြီဆိုရင်နောက်ထပ်ပေါင်ဂျာဟိုပါပေါ့ဒီနေရာမှာအခုအဲထပ်စီနီယာနံပါတ်အရဆိုဆို အစင်တိုင်းဖြစ်သွား ਈ ပေါ့နော်အဲဆိုဒီနေရာမှာအကြီးဆုံးကနန်းကိုတက်လာပေါင်းထားတယ်။ဒါပေမဲ့ကျွန်တော်ကအကြီးဆုံးကနန်းကိုရှာတာကတော့ကျွန်တော်တို့ max function နဲ့ရှာလိုက်ရင် လွယ်ပါတယ်။ဒါပေမဲ့ကျွန်တော်ကဘာသွားလုပ်ထားတလဲဆိုတော့ကျွန်တော်ကဒီနေရာမှာ iv0 ဆိုပြီးတော့မှအဲ့လို00တွေ iv နဲ့ပေါ့နော် iv တွေတဲ့ဆိုပြီးတော့00တွေထည့်ထားတဲ့အတွက်သူကကနန်းပြစ်မနေဘဲနဲ့သူကစာသားဖြစ်နေတယ်။ စာသားဖြစ်နေတော့ကျွန်တော်ကအဲ့ဒါကိုကနန်းအရင်ဇနန်းဖြစ်အောင်ပေါ့နော် value value ဖြစ်အောင်ပေါ့နော်တန်ဖိုးဖြစ်အောင်ကျွန်တော်ပြန်ပြောင်းပေးရမယ်အဲ့လိုကနန်းဖြစ်အောင်စာသားတွေကိုကနန်းဖြစ်အောင်ပြန်ပြောင်းပေးတဲ့ formula ပေါ့ပြန်ပြောင်းပေးလို့ရတာကတော့ value formula ဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ကဒီနေရာလေးမှာပေါ့နော်ကျွန်တော်အရင်ဆုံးကျွန်တော် value ဟိုပါပေါ့အဲ့ဒီဒါတော့ value ကိုအရင်ပြောင်းမယ်ပေါ့ value ကိုပြောင်းမယ်ဆိုရင်ကျွန်တော်က value ကိုပြောင်းဖို့ဆိုလို့ရှိရင်じゃတော့ တွဲကျွန်တော် value ပေါ့နော်အဲ့ဒါကျမကျမအဲ့ဒါကြီးတက်ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော် value တန်ပြောင်းလို့မရဘူးဒီ IV ဆိုတာကြီးပါနေလို့အဲ့ဒါဆိုအရင်ဆုံးကျွန်တော်ကဒီ IV ဆိုတဲ့စာတားကိုဖယ်ထုတ်မယ် IV ဆိုတဲ့စာတားကိုဖယ်ထုတ်မယ်ဆိုတော့ကျွန်တော်က very formula ကိုသုံးပြီးဖယ်ထုတ်မှလဲဆိုတော့ကျွန်တော်ကဒီနေရာမှာ right ဆိုတဲ့ formula ကိုသုံးပြီးဖယ်ထုတ်မှာ right ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီညာဘက်ကပေါ့နော်ညာဘက်ကဆိုဒီနောက်ကနေစယူမှာ ကျွန်တော်ကနောက်ကနေပါယူမလဲဆိုတော့ကျွန်တော်ကနောက်ကနေကဏန်း၄လုံးအထိပဲယူလိုက်ပါပါနော်ကျွန်တော်အဲ့ဆိုတော့ i ကဏန်း၄လုံးအထိယူလိုက်ရင် ib မပါလာတော့ဘူးပေါ့နော်အဲ့ဆိုတော့ equal iv ဘာဘော sorry i equal right ပေါ့နော် right ဆိုပြီးတော့ကျွန်တော်ကဒီနေရာမှာဒါလေးနဲ့အရင်ပြလိုက်မယ်ပေါ့နော်ဒါဆိုရင်ဒါကနန်းလေးလုံးကိုပဲယူလိုက်မယ်ဆိုရင်သူကဘလိုလေးဖြစ်သွားမလဲဆိုတော့303လုံး73ဆိုပြီးပြလိုက်မှာဒီ303လုံး73ကြီးစာသားကြီးပဲရှိပါသေးတယ်အဲ့ဒါကိုကနန်းပြောင်းကျင်နေဆိုလို့ရှိရင်နော်ဒီရှေ့ကနေ value ဆိုတဲ့ formula လေး function လေးထည့်လိုက်ပေါ့ ဘယ်လူဖန်ရှင်ထည့်လိုက်ပြီးဆိုတော့သူက၃ည၃ည၄ဖည့်ထုတ်ပြီးတော့စာတာဖြစ်ကဏ္ဍဖြစ်သွားမှာအဲဒါဆိုရင်အဲ့ကဏ္ဍရပြီဆိုရင်ကျွန်တော်တို့ map function ကိုတုံလို့ရတယ်အဲဒါဆိုတော့ကျွန်တော်ကဒီနေရာလေးမှာတုံပါမယ် equal ပေါ့နော်ကျွန်တော်ဒီနေရာမှာ right ဆိုတဲ့ function ပါပေါ့နော် value ခေါ်မယ် value ဒီတော့ကျွန်တော် value ခေါ်လိုက်မယ် value ခေါ်မယ်အဲ့ဒါပြီးတော့ကျွန်တော်က sorry ဒီနေရာမှာ mass function တခါ mass mass ပေါ့နော် mass function ကိုရေးမယ် mass function မှာကျွန်တော် number ကိုဘာနဲ့ယူမလဲဆိုတော့ value နဲ့ယူမယ် value function ကိုခေါ်လိုက်ရင် test test မှာကျွန်တော်ကအဲ့ test ကို right နဲ့ရှာမယ် right ဒီ test ကဘယ်ဟာလဲဆိုတော့ဒီထဲကနေအဲ့ဆိုဘာလုံးမှာလဲဆိုတော့ကနန်းလေးလုံးကိုဝယ်ယူမယ်ဝင်ပိတ်မယ်ဝင်ပိတ်မယ်နောက်တစ်ခုဝင်ပိတ်မယ် ဒီမှာဆိုရင်စနစ်လို့ကြာဒါဆိုရင်စနစ်ဆိုရင်ဒီနေရာမှာလဲစနစ်ဖြစ်နေမှာဒါပေမဲ့ကျွန်တော်ကစနစ်နောက်ဆုံးကဏန်းကိုယူချင်တာပေါ့နောက်ဆုံးကဏန်းတက်အကြီးဆုံးကဏန်းတက်တစ်ကြီးတဲ့ဟာယူမှာလားကျွန်တော်ကဒီမှာအဲ့ဒါဖြစ်မယ်ဆိုရင်ဒီမှာ73အဲ့ဆိုရင်တော့ကျွန်တော်ရဲ့ကဏ္ဍလေးကဒီမှာ auto အစင်တိုင်းလေးတက်သွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ voucher number လေးတွေကအစင်တိုင်းဖြစ်သွားမှာဖြစ်ပါတယ်အဲဒါဥပမာဆိုရင်ဒီမှာပေါ့14ဖြစ်သွားပြီဆိုပါဆိုကျွန်တော်ဒီနေရာမှာ record က အဲဒီမှာပေါ့နောက်ထပ်ကျွန်တော်ကအဲဒီမှာ IP 14ဆိုပြီးတော့ဒီမှာဆက်သုံးထားလိုက်ပြီဆိုရင်ဒီမှာဆက်သုံးပြီပြောင်းလိုက်ရင်ဒီမှာ14ဖြစ်သွားပါတယ်နော်အဲလိုဒီမှာကျွန်တော်နောက်တစ်ခုဖြတ်တိုးလိုက်မယ်ပေါ့နော်ဒီမှာ14ဖြစ်သွားပြီဆိုရင်ဒီနာဒီ နော်ဆိုင်ကဖြစ်သွားတယ်။ဒါလေးကတော့ပေါင်းချာလေးနံပါတ်လေးတွေကိုဘလို့အော်တိုတက်အောင်လုပ်မလဲဆိုတဲ့နည်းလေးကိုကျွန်တော်ကမျှဝေပြီးသွားတာဖြစ်ပါတယ်။ဒီအပေါင်းချာနံပါတ်တွေအော်တိုတက်အောင်လုပ်တဲ့နည်းတွေများစွာရှိပါတယ်။အဲ့ဒီထဲကဒါလေးကတော့တနည်းဖြစ်ပါတယ်။ကြားလုံးကိုကျေးဇူးတင်